2025ခုနှစ်ဒီဇင်ဘာလ1ရက်တင်းအာနေမနက်ကိုနှုတ်ကတော်ညီဖျားခင်သာတက်ရောက်လာတဲ့ကျွန်တော်တို့သမက်ခန်းစားပြီးတိတာကလာသွားလာခြင်းလဲမဲ့ခွင့်ရတဲ့ဖြစ်စီပြီးဖြစ်ရှင်နာမှာဘုံကြီးပါစီတော့ကာလချင်းရေးစွာရွေးနှောမစင်နှစ်ဆနေတော့ဒီကနေ့ပါဝင်ကျွန်တော်ကျမတက်ရောက်ရှိသည်တက်ရှင်ခဲ့ရတာ335ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကောင်းကြတဲ့335ရောက်ဘလို့အုံပြုတ်ကြလဲဆိုတာပြန်ပြောင်းဆက်စစ်စဉ်းစားဆက်ကျင်နှုတ်ပွင့်ရအောင် ကျန်ရှိသေးတာတော့မနက်ဖြန်နေစာပဲနှစ်ကုန်တိရပ်ပေါင်း30ပဲကျန်ပါတော့တယ်။ကျန်ရှိသေးတဲ့နေ့ရက်ကိုလည်းခါလာချောင်းကောင်းဆုံးရွေးလုပ်ပြီးသွားလာခြင်းလည်းပို့လို့မှာရှိစွာတိုက်တွန်းနှုတ်ဆော်ပါရစေ။ဒီကနေ့ I bless us morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာတော့ကပောက်ချံခန်းကြီး3အပိုင်ငယ်8ဖြစ်ပါတယ်။နေဤသောချိန်တွင်ထိုးရင်၌သာရရှင်ဖျားခင်ကြွလာကြွတော်မူသောအတန်ကို လူလင်များတို့သည်ကြားလင်အထံတော်မှလူချင်းငါ ဥယင်အပင်တို့တွင် ပုံခွယ်လက်နေကြ၏နှကိုယ်တော်သည်အသက်ရှင်စွာဖြစ်တိုင်းရောက်တဲ့ဘုံမှာဘုရားသခင်သည်အတိတ်တံပြန်လဲကောင်းချီးပေးပါစေတော့အာမင်မနေ့ကစပြီးတော့အရှင်ရှိဖျားတဲ့လူစာတိခန်နဲ့နေ့ခရစ်မတ်ဆိုကြောင်းပြုပြီးတော့ဒီဇင်ဘာ25ရက်ထိစဉ်းစားဖို့အတွက်အသက်တာတည်တည်ကိုပြင်ဆင်ခိုင်းတာပါတယ်ဒီနေ့မှာအဓိကအဖြစ်တော့ညီသက်ချင်းမရှိဘူးဆိုတဲ့လူလင်များနဲ့ပထမဆုံး လူဖခင်နဲ့လူမိခင်ကြီးလို့ပြောရရတယ်။အာဒံနဲ့ဧဝနေရတဲ့အချိန်မှာအရှင်သာရဘုရားသခင်ကသူတို့နဲ့မိသားဖို့ရောက်လာတယ်။ဒါပေမဲ့သူတို့ဘုရားခင်တားမြစ်ထားတဲ့ကောင်းမကောင်းတီချွန်ရဘုရားသူကိုစားမိတဲ့ကြောင့်သူတို့မှာမငြိမ်မွေ့ဖြစ်ထိတ်လန့်နေရတယ်။ကြောက်လန့်နေရတယ်။အထံတော်ကနေလွတ်ချင်းလို့ငါဥယျာဉ်ထဲမှာရှိတဲ့အပင်တို့တွင် ပုန်းရှောင်ပုန်းကွယ်လည်းရှိတယ်လို့ဖော်ပြပါတယ်။ရှက်ကြောက်စရာညင်သက်ခြင်း မရှိတော့ဘူးရှက်ကြောက်စရာတွေဖြစ်နေတယ်ညီသက်ချင်းမရှိတော့ဘူးတမိခရစ်စမတ်ရှင်လောကကြွလာခြင်းဖြင့်ဒါတွေဟာကွယ်ပြောက်သွားပြီဖြစ်ပါတယ်ထိုရှင်နှမပုံကြည်ပါစီဘာကြောင့်ပြောရလဲဆိုရင်ယောမရဆာခန်းကြီးငါအပိုက်ငယ်တက်မှာအရှင်ရှုဖျားကိုမိမိကယ်တင်မရှိဖြစ်တဲ့ယုံကြည်တက်ဝင်တဲ့ခါယုံချင်းရှိ၍ဖြောင့်မတ်ရောက်တဲ့ခါနောက်တခင်ယေရှုခရစ်အဖင်ဖျားခင်ရှိတော်နဲ့ ညီတဲ့ချင်းကိုခံစားရတယ်လို့ဖော်ပြတာတွေ့ရမှာဖြစ်ပါတယ်ညီတဲ့ချင်းရှိသွားပြီလို့ကြားစာပြောတာဖြစ်ပါတယ်အဲကြောင့်ပင်လင်ပဲလင်မျိုးပြပတ်မှာရှိတဲ့အခြေခံလွမ်းစာတို့ထင်းနေရှိဟုကောင်းတမန်တပါးကအရှင်ရှုလူစာတိခံတဲ့အကြောင်းပြောပြတဲ့နောက်ကောင်းတမန်မှာအပေါင်းထင်ရှားပြီးကောင်းချီးပူဇော်များချက်ချင်းထင်ရှားပြီးတော့ရှင်ကခရခန်းကြီးနှစ်အပိုင်ငယ်ဆယ်လီဒုတိယစာကြောင်းပါပြောလဲဆိုရင်မြေကြီးပေါ်၌လည်း ရင်သက်ခြင်းရှိစေသတည်းလို့ဖော်ပြတာတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်အပြစ်ကြောင့်ရင်သက်ခြင်းမရှိဘူး။မငြိမ်မွေ့ဖြစ်နေတဲ့သူတွေကိုအရှင်ယေရှုအားဖြင့်ညင်ဝင်ခြင်းချသာပေးပြီးဖြစ်ပါတယ်။ထိုရှင်နာမပုံကြည်ပါစေ။ဒီကျွန်တော်တို့လည်းကျွန်တော်နိုင်ငံနဲ့ခပါတော်လုံးမှာအခုနောက်ဆုံးကိစ္စကဖြစ်လို့ဖြစ်နေမယ်။မငြိမ်မွေ့မှုတွေအများကြီးစစ်မဲ့ဖြစ်ပွားနေတယ်အများကြီး။လူတွေနေ့စဉ်နဲ့များတည်ကြည်ရတဲ့အများကြီးပဲ။အဲ့ဒီမှာ ခရစ်စမတ်ဆက်ရှင်လောကရောက်လာတဲ့ရည်ရွယ်ချက်ကကြောက်လန့်မှုတွေထိတ်လန့်မှုတွေမုံညင်မှုဖြစ်တဲ့အရာအားလုံးကို peace ညီတချင်းညီဝချင်းညီချမ်းချင်းရဖို့အတွက်လာခဲ့တယ်ဆိုတဲ့သတင်းစကားကိုဒီနေ့ကျွန်တော်ဝင်ကားလို့ပါတယ်ကျွန်တော်လည်းနောက်တော့လည်းဝင်ကားချပြီးရောက်တဲ့ပုံမှာဖျားခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစေတော့သုတောင်းနှံကြပါစို့မြတ်တော်ရှေဖဖျားလူလင်မြားဖျားခင်ရဲ့စကားကိုနားမထောင်တဲ့ကြောင် အရှင်သာရဘုရားလာတဲ့ခါမှာထိတ်လန့်နေရတယ်ကြောက်လန့်နေရတယ်အထံတော်ကနေလွတ်ချင်းကအေဒင်ဝိနယ်မှာရှိတဲ့အပိနယ်မှာပုံကွယ်လည်းရှိပါတယ်မွန်ရှင်မွေဖြစ်နေတယ်ပြင်မဲ့ဖြစ်ပါတယ်တပည့်ရှင်ရှုမိမိခရမေယုံကြည်ခြင်းအပြင်ဘုရားခင်ရှုတော်မှာညီဝချင်းချမ်းသာညီသက်ချင်းရှိပြီလို့ပြောပါတယ်အရှင်ရှုလာခဲ့ရလဲညီကြီးပေါ်မှာညီသက်ချင်းရှိစေသတည်းညီသက်ချင်းအရှင်နေနဲ့ရောက်လာကြတယ်ဖြစ်ပါတယ်ဒါတော့ဒီနေ့အထွေပြင်သားတော်နိုင်ငံမှာဆက်ကဘာတော်တော်ပေါ်မှာညီဝချင်းချမ်းသာသားတော်မြတ်ခင်ယေရှုဘုရားယူဆောင်လာတဲ့ ညီသက်ချင်းကိုအရောက်တိုင်းတရမှာခံစားရရှိဖို့အတွက်နှက်ွက်တရားစွာဖြင့်အလင်းပေးခြင်းပဲ့ပြင်ခြင်းတုံသိချင်းတို့မှာပြုပြီးတော့ကောင်းချီးပေးပါမိကြောင်းတပါတိယောသားတော်အရှင်ရှုဖျားနာဘတော်မြတ်ကိုမြည်ပြုပြီးခြေဆုတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအနှံ့ကြပါရယ်အဖဖျားသခင်အာမင်ကျွန်တော်ဒီဝိင္ခချက်ကို public မှာ share လုပ်ပေးပါအောင်လို့အာကျွန်တော်တောင်းဆုလိုပါတယ်လှုပ်ဆောင်ပါမည်သူရောက်တိုင်းမှာပါဘုရားသခင်ဒီကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလှမ်းပြတော်မူပါစေတော့ Amen.